brain wash ကိုထားတာတမီးလေးကဒီ primary 5မှာဒီကျောင်းမှာစတက်တာ primary 5မှာစတက်တဲ့အချိန်လေးကစပြီးတမီးရဲ့ progress ကလေတော်တော်လေးကိုကျွန်မမြင်ရတာတိတာတယ် and it means that to be serious it's to focus on focus because pressure အရင်များတဲ့ anxiety တမျိုးလည်းအများကြီးရှိရပါလို့ဆိုတော့တမျိုးမြန်မာ represent တာအဲမြန်မာ represent ဆိုတော့တမျိုးအကောင်းဆုံးတမျိုးပြချင်တာတမျိုးမြန်မာကိုဘယ်လိုအကောင်းတာလဲအဲ့လိုပြချင်လို့ဆိုတော့ဒါမြတ် voice ceremony မှာအကုန်လုံးတန်သွားတယ်တမျိုးမြန်မာဘယ်လိုပြနိုင်လဲဆိုတော့ဟုတ်ပါတော့တို့ပမာလူပြောတဲ့အတွက်ဒီလိုမျိုး experience တွေရဖို့ဆိုတာခဲရတယ်ဒီလို experience တွေရတယ်ဆိုတော့အတွက်ကြောင့်မို့လို့ကလေးတွေအတွက် value SC ရှင်းပြနေတာအများကြီးတိုးတက်တယ်ဆက်ပြီးတော့စူးစမ်းကြပါ Mohan. Let's give him a warm round of applause. ကဲကျွန်မဒီ brain wash ကို ထားတာတမီးလေးကဒီ primary 5မှာဒီကျောင်းမှာစတက်တာ primary 5မှာစတက်တဲ့အချိန်လေးကစပြီးတမီးရဲ့ progress ကလေတော်တော်လေးကိုကျွန်မမြင်ရတာသိတာတယ်တဖြည်းဖြည်းနဲ့ကိုဒီလိုတရိပ်ရိပ်နဲ့တက်လာတာအထူးသဖြင့်ဒီကျောင်းကအဓိကသူတို့လုပ်ပေးတယ်ဒီလို extra တွေအဲ့ဒါတွေမှာတမီးကအရင်အမြဲတမ်းပါတယ်အမြဲတမ်းပါပြီးတော့ပါတိုင်းမှာလည်းသူ့မှာ အောင်မြင်မှုအမြဲတမ်းလိုလိုရတယ် ပြီးတော့အထူးသဖြင့်ဒီလို wall scholar မျိုးလုတ်ပေးတာကိုကျွန်မတော်တော်လေးလဲသဘောကျတယ်တော်တော်လေးလဲကျေနပ်တယ်ပြီးတဲ့ခါကျတော့အဲ့မှာရလာတဲ့အတွက်ကိုလည်းတမီးကဘာဖြစ်လာလဲဆိုတော့သူ့ကိုယ်သူ confidence အရန်ရှိလာတယ်မနစ်ကဆိုတမီးက73နှစ်မပြည့်သေးဘူးအဲ့ဒီအချိန်မှာအချောင်းကနေပြီးတော့စီစဉ်ပြီးသွားတဲ့ဘက်မှာကျွန်မတို့မိသားစုပြောင်းဝမပါဘူးတမီးကိုအချောင်းကစီစဉ်ပြီးတော့အကုန်လုံးပဲလိုက်သွားလိုက်တာဆိုတော့အမေမပါဘဲနဲ့လိုက်သွားလိုက်တဲ့သူ့ရဲ့ first trip အဲ့ trip မှာသူအရန်ကို အောင်မြင်လာတယ်ပေါ့နော်ပြောမယ်ဆိုတော့ဒီ wash color နှစ်ချိန်ပြိုင်တဲ့ချိန်မှာကျမအတွက်အယန်းကိုတမီးရဲ့စုရ surprise တွေဖြစ်ရတယ်အဲ့တော့လေတမီးကိုတော်တော်ကျေးဇူးတင်တယ်အင်းရှိတယ်ရပ်ပြီးတော့ ောင်နေနဲ့အရန်ကိုဂုံယူပါတယ်အရန်ကိုဂုံယူပါတယ်သမီးအတွက်အရန်ဂုံယူပါတယ်ရှင်မပြောပြတတ်အောင်ပဲကျမတို့ကသားသမီးတွေကိုအဓိကပညာရေးကိုဖြစ်ထွန်းစေချင်တာဖြစ်တဲ့အတွက်သူပညာရေးကဒီလိုလေးဖြစ်တော့မိဘတောင်နေပြောပြတတ်အောင်ဂုံယူပါတယ်နောက်ပြီးတော့အချောင်းအတွက်လည်းဂုံယူပါတယ်ရှင်ဒီလိုအောင်မြင်မှုရတယ်ဆိုတာကလည်းသမီးလေးတို့ကဒီတစ်ဖွဲ့အတင်းတစ်ဖွဲ့လုံးဟာသူတို့ကတက်ညီလက်ညီစူးစမ်းမယ်အတင်းဝစိတ်သက်ရှိကြတယ်တော့တက်ညီလက်ညီစူးစမ်းကြတယ်ဒါအတင်းအနေနဲ့ဒီလိုကောင်းတဲ့အပြင်အချောင်းကလည်းဂိုင်း ိုင်းပေးတယ်ဒီလိုခိုင်လိုင်းကောင်းကောင်းပေးနိုင်လို့ရောနောက်ဆရာဆရာမတွေကလည်းအစွမ်းကုန်ပြစားပြီးတော့အဲ့ဒီပေါင်းပြီးတော့ကျမတို့မိဘတွေလည်းပါရာပေါ်ရှယ်နောက်ကနေတို့လိုရာတွေခါတဲ့လိုအပ်သမျှကိုလိုက်ပြီးတော့လေမမောနိုင်မပန်းနိုင်ခြေစီပေးတယ်ဒါအားအလုံးပေါင်းပြီးတော့ရတဲ့ရလက်ဖြစ်တဲ့အတွက်ကျမတို့အမတန်ကုန်ယူပြီးပါတယ်ရှင် Multiple gold medals and prestigious trophies Your success is a testament to their dedication and intellect Let's bring them up Please come up when we call your name Let's start with လင်းခတ်ကိုအဲစီဒီဘောဟိုကျမကကြတော့သင်္ကန်းစာတွေကိုစာအုပ်သူ့စာအုပ်သင်္ကန်းစာတွေကိုလှန်ပြီးတော့လေအဲ့လိုလေ့ကျင့်ပေးတာမျိုးတော့လုံးဝမရှိဘူးပေါ့နော်ဟိုကိုက guideline ပေးရုံပဲပေါ့တမီးရေဟိုမှာအဲသူ subject လိုက်ပေါ့လေ guideline လေးတွေပေးတယ်ပေါ့တမီးဘယ်လိုလုပ်ရမလဲဘာလို့လုပ်ပြီလားအဲ့လိုမျိုးလေးပေါ့နော်သူ့အသေးချာသင်္ကန်းစာတွေကိုဟိုကိုကအတင်ပေးတာမျိုးတော့လုံးဝမရှိခဲ့ဘူး WSC ကိုသူစပြီးတော့မှ ဟိုမမေးသူတွားခြင်းနေပေါ့လေဆိုတော့လုံးမကိုကလည်းသူ့ကိုဟိုလှုပ်ပေါ့နော်ဘာဆိုတော့ဟိုကလေးတွေကကိုကကြာတော့ဒီ secretary လည်းရောက်လာပြီဆိုတဲ့အခါကြာတော့လေနောက်ဒီ o level ပြီးမယ်နောက် a level a level တွေပါပြီးလို့ရှင်လေသူတို့ဒီ university တွားတဲ့အခါကြာလို့ရှင်ဒါကလေဟိုသူတို့အတွက်တကယ်ကိုလိုအပ်တယ်ပေါ့နော်ဒီဒီ ာပေါ့ဒီ exposure လိုအပ်တယ်ပေါ့နော်ဒီနိုင်ငံခြား exposure လည်းလိုအပ်တယ်ဆိုတဲ့ခါကျတော့ကျွန်မကကျတော့သူလုံးပေါ့လုံးဆိုတဲ့ခါကျတော့ဟိုသူတို့ရဲ့ဒီသင်ခန်းစာတွေနဲ့ပတ်သက်ပြီးတော့လည်းဘာမှတော့တေချာသူတို့ကိုသင်ပေးတာမျိုးမရှိဘူးအကြောင်းကဆရာဆရာမတွေကကျတော့ဟိုသူတို့တေချာလေး training တွေပေးတယ်ပေါ့နော်အဲ့ဒီပုံမှာလုပ်တယ်ကျွန်မတို့ကလည်းဟိုအတက်နိုင်ဆုံးပေါ်သူဘာလိုအပ်လဲဘာတွေလုပ်ပေးရမလဲဆိုတာမျိုးကိုပဲ guideline ပေးရုံပဲပေးခဲ့တာဖြစ်တယ်ပေါ့နော် The experience is best told by those who lived it. We have 10 students in their senior division and 9 students in the junior division. Here to share their experiences in Bangkok. Let's hear it from them. To help them share their most memorable moments, we'll be asking them a couple of questions about their incredible journey in Bangkok. Without further ado, may I invite both uh, the Milo. La, la training session 呢，都係喺 Jambuwa 老師。誒、uh,， trainer session တစ်ခုနဲ့တစ်ခုက teacher လည်းမတူဘူးဘာလို့တနေ့နဲ့တနေ့ကလည်း test ကမတူဘူးဒါမဲ့နောက်ဆုံးကျတော့နှစ်ယောက်လုံး test ဖြေတာဖြေတိုင်းဖြေတိုင်း test မှာအမှတ်တွေပိုပြီးများလာပြီးတော့ဒီ W Bangkok WSC မှာအော်စုရေအများကြီးရလာပါအော် what color card curriculum ကိုအရန်စာကြက်ရပြီးတော့ test တွေအများကြီးပြီးခင်ရတယ်အော် WSC က intense It's basically a slang in a uh, slang and it means to be serious. It's to focus on focus because right now with the WC I have learned to how to be dependent independent because in Myanmar I've surrounded Emily နဲ့အတူအားလုံး junior senior သက်သားမိမိတို့ကတကယ်စူးစမ်းကြပါတယ်တကယ်ဒီ WSC မှာဆိုရင်ပထမဆုံးတရားเนาะဒီစုလက်တွေရတဲ့အပြင် WSC ကနေရတဲ့အတွေ့အကြုံနိုင်ငံတကာအတွေ့အကြုံနိုင်ငံတကာကျောင်းသားတွေနဲ့တွေ့တဲ့အခါမှာဘာရလဲဆိုနိုင်ငံတကာအတွေ့အကြုံရတဲ့အသိပညာဗဟုသုတတွေရတဲ့ experience experience ဆိုတဲ့အရာတို့တွေကဘာကုန်လဲတမိုးမဖြတ်နိုင်ဘူးเนาะတို့ဗမာလူပြောတဲ့အတွက်ဒီလိုမျိုး experience တွေရဖို့ဆိုတာခဲရတယ်ဒီလို experience တွေရတယ်ဆိုတဲ့အတွက်ကြောင့်မို့လို့ကလေးတွေအတွက် WSC ရှင်းပြနေတာအများကြီးတိုးတက်တယ် ဆက်ပြီးတော့ကြိုးစားကြပါစီ curriculum မှာဆိုလို့ရှိရင်လည်းအဲ့ဒီမှာ subjects တွေကအများကြီးပဲပါတယ်ပေါ့ science technology literature အများကြီးပဲပါတယ်အဲ့တော့ကျောင်းမှာပြန်ပြီးတော့ question တွေပြန်မေးတာတွေနဲ့ပြီးတော့ပြန်ပြီးတော့စာသင်ရတာတွေဆိုလို့ရှိရင်အဲ့ဒီ subject curriculum မှာပါတဲ့ဟာကိုပြန်ပြီးတော့သုံးပြီးတော့ဖြေရပျော်ဖို့လေကောင်းနေပြီးတော့နည်းနည်းသူများတွေထပ်ပို့ပြီးတော့တာတဲ့ ตาမျိုးပေါ့အဲ့ဒီမျိုးဖြစ်ရတယ်။ဟိုပြီးတော့ဟို WC မှာသူကြားသူပြည့်ခိုင်ရာเจ้าမှာတာနိုင်ဟိုပါတင်းနေတာလည်းမဟုတ်ဘူး။သူမျိုးအတွက်အတွေ့အကြုံကအစ်စ်ပေါ့။ဘဝဖြစ်ဆိုတော့သူမျိုးကဒီနေ့ရောက်ခဲ့တဲ့ဒါမဲ့သူမျိုးတော်တော် enjoy ပြီးတော့ပျော်ရွှင်နေတယ်။အမ်အစ်မကိုရကျော်ဆိုတော့အတွေ့အများကြီးဆိုတော့ဒါကြောက်ခဲ့ရပါတော့အမ်ဒီလိုမျိုးလူတွေထဲမှာသူမျိုးကဟိုကရနိုင်ပါမလားဒီလိုမျိုးစုကြီးမျိုး တခါမှမဖြစ်ပါဘူး။ဒါပေမဲ့ရတော့သူတွေကအရာကိုပြောပြီးတော့အရာကိုလည်း proud ဖြစ်တယ် like ဒီရဲ့နိုင်ငံအတွက်မြေတောင်းတော့ပြီးတော့မြေ teammates တို့လည်းအရာကို proud ဖြစ်တယ်။ တော့ဥစားအချိမိပြောသွားတဲ့မျိုးပဲတမီးတို့ကနည်းနည်းတော့ကြောက်တယ်ပေါ့အဲ့မှာလူတွေအများကြီးပဲရှိတယ်ပြီးတော့တချို့တွေကလည်း WSC ကိုဆော့ဆော့ join ပူးတဲ့တယောက်တွေလည်းရှိတယ်ထားလိုက်ပါတော့အာသုံးနှစ်လောက် train တဲ့သူတွေလည်းရှိတတ်တယ်ဆိုတော့အဲ့မှာနည်းနည်းတော့ကြောက်တယ်ဒါပေမဲ့အာဆက်ပြီးတော့調査ပါပဲအဲ့တော့တမီးတို့ကဥစား second overall team ရတော့တော်တော်ဖြော်တယ်ပေါ့အဲ့ဒီလောက်လုံနိုင်နေဆိုတာနဲ့ဟုတ်မယ် ဒီတော့တော့သူတို့ pressure အရင်များတယ်သူ anxiety သူတို့အများကြီးရှိတယ်ဘာလို့လဲဆိုတော့သူတို့မြန်မာ representer အဲမြန်မာ representer ဆိုတော့သူအကောင်းဆုံးသူပြချင်တာသူမြန်မာကိုဘယ်လိုကောင်းတာလဲအဲ့လိုပြချင်လို့ဆိုတော့ဒါမြန် voice ceremony မှာအကုန်လုံးတန်သွားတယ်သူမြန်မာဘယ်လိုပြနိုင်လဲဆိုတော့ ော်တီချယ်တွေကလည်းအများတမ်းပဲသမီးတို့နာမှာအများတမ်းပံ့ပိုးပေးတယ်ပေါ့လူလာတွေလည်းပြီးတယ်ပြီးတော့အာတီချာတိတ်မတိတဲ့အပိုင်းနေတယ်ဆိုရင်ရှင်းပြတယ်ပြီးတော့ထပ်ပြီးတော့လူတွေအပိုင်းတွေကိုလည်းထပ်ပြီးတော့ဖြည့်ပေးတယ်ပေါ့အဲ့တော့အများတမ်းတီချယ်တွေကိုကျေးဇူးတင်ပါတယ်လို့ဒီတီချယ်မရှိလို့ရှင်အမသမီးတို့ဒီလောက်ရမှာမဟုတ်ဘူးသမီးတို့ဒီလောက်ညမာရောအဲ့လောက်ဒီမျိုးတူတောင်းဒီမျိုးပြလောင်ပြလို့မရအောင်အဲ့မှာဒီမျိုးတီချယ်ကြောင့်ဒီမျိုးဒီလောက်ရနိုင်တာ အဲ့မှာလူအရှိရကိုကျေးဇူးတင်ပါတယ်လို့တော်ဘူးကျောင်းကဒီ share လို့လည်းမြင်တဲ့အတိုင်းပဲခုနကဒီ share လို့ဆိုလဲတအားတွေပြောနေကြလုံးဝ break the history ဆိုပြီးတော့တော့ပြောနေကြတာဆိုတော့လေအရန်လည်းပြောတယ်အရန်လည်းကျေးဇူးတင်တယ်အဲ့ဒီ second overall second ရောက်သွားတဲ့တမီးလေးတွေလည်းတကယ်ကိုတော်တယ်အခုသွားပြင်ရတဲ့ကလေးတွေအကုန်လုံးက တကယ်ကို independent ဖြစ်ဖြစ်နဲ့ကိုယ့်ဟာကိုယ်တည်တည်ချာချာကို passionate ဖြစ်ဖြစ်နဲ့ကိုတေချာစူးစမ်းလာကြတာဆိုတော့လေကျမကတော့အကုန်လုံးလေကျေးဇူးလေးတင်နေအာကျေးဇူးတင်နေဆိုတာဗါလဲဆိုတော့ကျမတို့ဘလောက်ပဲ support လုပ်လို့သူတို့ကိုယ်တိုင်ကစိတ်ပါလက်ပါလုံးမလေအဲ့လိုမျိုးဆိုတဲ့အခါကျအဲ့ဒီလိုမျိုးလှုပ်ချင်စိတ်ရှိလာဖို့လေအာအဲ့လိုရှိလာတဲ့အတွက်ကိုလေတော်တော်ကျေးဇူးတင်နေခလေးတွေကိုလေ